ကန်ထောလာတန်း၂၀၀ကျော်တန်ဖိုးရှိ၅တန်ချင်းတသိန်းခွဲကျော်တင်ပို့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုဖန်နာနှင့်ခုနလာတာကာလာအတွင်းအမေရိကန်ဒေါ်လာတန်100ကျော်တန်ဖိုးရှိငါးမထွေတန်ချိန်36000ကျော်တင်ပို့ထားရတို့ငါလုပ်ငန်းဦးစီးဌာနကတည်ရပါတယ်။ဖိပနိုင်ငံတွေကိုရေထွက်ကုန်ပစ္စည်းများအနက်တစ်ခုအပေါင်းဝင်ဖြစ်တဲ့ငါးမထွေတန်ချိန်36500တရာကိုတရမ38ခွန်တင်ပို့ထားပြီးအမေရိကန်ဒေါ်လာ200တရမ39ခွန်တန်ရရှိထားရတို့ဆိုပါတယ်။ အထီလိုတင်ပို့ရမှာပုံမှန်ကုန်သွယ်မှုဖြစ်တဲ့ပင်လယ်ရေချောင်းမှာ၅တန်ချိန်15,956ဒရမ6တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ133ဒရမ146တန်နှက်ဆက်ကုန်သွယ်ရေးမှာ၅တန်ချိန်9,352ဒရမ400ခွန်တန်တင်ပို့ခဲ့ပြီးအမေရိကန်ဒေါ်လာ69ဒရမ25တန်ရရှိခဲ့တယ်လို့သိရပါတယ် မြန်မာနိုင်ငံအနေနဲ့ငါးပစုံစားတဲ့ရေထွက်ကုန်ပစ္စည်းတွေကိုတရုတ်၊ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊ဂျပန်စားတဲ့ပြည်ပနိုင်ငံပေါင်း၄၀ကျော်တို့တင်ပို့နေတယ်လို့သိရပါတယ်ရှင်။